လေမောင်တွေရောကျွန်တော်ရှောက်တယ်ကိုရီးယားတင်တန်းတွေမှာတက်တယ်အဲ့လိုလေမောင်တွေဆိုဘေးဆုံးဆင်းရောက်မှနေမကောင်းဘူးမူးလဲပြီးတော့ကြားတယ်ကိုယ်စိတ်ထဲကလည်းဒီအမှုပညာရောပဲယူသွတ်တာပါတော့ကျွန်တော်အသက်ကြီးတဲ့အထိကျွန်တော်ဒါနဲ့ပတ်သက်တဲ့ကျွန်တော်လုံနေမှာတော့ချိန်ပါကြီးဆိုတော့လေအဲကျွန်တော်စကားတိုင်းကျွန်တော်ပြန်ကြည့်တယ်ဘာတွေလိုလဲဟိုအဲ့လိုမျိုးပြန်ကြည့်ပြီးတော့ကျွန်တော်ကိုယ့်ကိုယ်တော့ပြန်ပြီးတော့ပြင်ဆင်ရမယ်လို့ထင်ပါတယ်သစ္စာတရားကလက်ခံထားပါတယ်ဒါကိုကိုယ်တိုင်ကလည်းဟိုကောင်းတာလိုချင်ကိုကိုယ်တိုင်လည်းကောင်းအောင်နေမှာရတာလေ ကိုကတစ္ဆာမရှိဘူးဟိုမှာဖြစ်ပြန်တော့ကောင်းတဲ့အရာကိုပေါ့တစ္ဆာရှိတဲ့အရာတော့မရဘူးကျောင်းခရီးပြကျွန်တော်အဲ့တော့ကလည်းဟိုလေမောင်တွေရောကျွန်တော်ရှောက်တယ်ကိုရီးယားတင်တန်းတွေပါတက်တယ်အဲ့လိုလေမောင်တွေဘေးဆုံးဆင်းရောက်မှနေမကောင်းဘူးမူးလဲပြီးတော့ကြားတယ်ကိုစိတ်ထဲကလည်းဒီအမှုပညာရောပဲယူတွေ့တာပါတော့ပုံမှန်ဒီတလန်းချင်းစီပဲဟို အဲ့လိုပဲသွားတယ်ပေါ့ဒါပေမဲ့ဟိုကျွန်တော်တွေးလို့မရဘူးပြကျွန်တော်ကဟိုဒီအလုပ်ပေါ်ယူပြတာဖြစ်တဲ့အတွက်ကျွန်တော်အသက်ကြီးတဲ့အထိကျွန်တော်ဒါနဲ့ပတ်သက်တဲ့ကျွန်တော်လုပ်နေဦးမှာတော့စီးပွားရေးဆိုရယ်နိအဲ့ဒါကြောင့်မို့အများစီးပွားရေးဆိုတော့ကျွန်တော်အပြင်စီးပွားရေးလဲစီးပွားရေးသမားလဲဖြစ်ရင်ဖြစ်နေလားပေါ့ကျွန်တော်ကအဲ့လိုလည်းအယောင်းဝယ်အဲ့လိုစိတ်ဝင်စားတယ်ကျွန်တော်အဲ့လိုမူးမြူးရေးပါတယ်အဲ့လိုမျိုးစိတ်ဝင်စားတယ်နိအဲ့ဆိုတော့ဒါကတော့တွဲလို့မှာပေါ့နော်အာကျွန်တော်ဒီကျွန်တော်အမှုပညာကကျွန်တော်အတွက်ကတော့ ဘုရားပြည့်တဲ့ဆုရတယ်ကျွန်တော်ကျွန်တော်ရဲ့လုံးဝအိမ်မက်ပဲဒါဒါကျွန်တော်ဘာလဲမှမလေးနိုင်ဘူးအဲလူဆိုတော့လည်းဟိုတွေးလာတဲ့အခါကျရောနည်းနည်းတော့ဘယ်ကြည့်ရမလဲအော်ငါဘာလို့မဖြစ်သေးတာလဲဒီချိန်ကိုနဲ့ရွယ်သူတွေကဟိုစီးပွားရေးလောကတွေရောညတော့မှတငယ်ချင်းတယောက်နဲ့ပြောပြောလိုက်ပြီးနောက်ခိုင်ပြောနဲ့ညတော့မှကျွန်တော်ပြောလိုက်သေးတယ်သူနဲ့အကြာကြီးစကားပြောတယ်အဲသူတို့နောက်နေ့ဆိုဟိုသူတို့ဘာဖြစ်လဲယူတော့ကြပါလိမ့်ကျွန်တော်တငယ်ချင်းတော်များလည်းအိမ်အောင်ကြကုန်ကြပြီစီးပွားရေးတမားလည်းဖြစ်ကုန်ကြပြီ အဲ့ဆိုတော့နောင်တရလားဆိုတော့အဲ့အချိန်မှာတော့ရတော့မရဘူးလို့တခါကျရင်အဲ့လို feel တော့နည်းနည်းတော့ဖြစ်တယ်ဆိုပေမဲ့ဒါမှမဟုတ်စိတ်ထဲကလည်းအဲ့ဒီဟာထက်ကမှကျွန်တော်အမှုပညာပေါ်ခံစားချက်ကဟို90%တော့ရှိတယ်ဟိုက10%တော့တခါလေဖြစ်ပေါ်ဒါမှမဟုတ်ဒါမှရရအောင်ကြိုးစားမယ်ဆိုရယ်စိတ်နဲ့ပေါ့အဲ့အဲ့စိတ်နဲ့မကျွန်တော်ဖြတ်တန်းတယ်အဲကျွန်တော်အဲ့လိုပဲဖြတ်သားပါတယ်ဟုတ် လူရရဲ့အာယူရဲဆိုတော့ကျွန်တော်ရှေ့မှာကိုယ့်ရဲ့စီနီယာရှိတယ်အဲပြီးတော့အဲကိုယ်နောက်လဲကြည့်လိုက်လို့ကွန်ပျူတာနံပါတ်ရှိတယ်ပေါ့အဲဒါကြောင့်မလို့အင်းကလည်းအင်းကလည်းပြောပါတယ်လုံးမဲ့လို့တော့အဲ့လိုဖြစ်အောင်လုပ်အဲ့လိုမျိုးပေါ့နော်ဒီစီးပွားရေးဘက်ကိုတိတ်ပြီးတော့မလဲသေးတော့ပေါ့နော်ဒီဘက်ကိုပဲတစ်ခုပဲအာရုံစိုက်ပေါ့နော်အရင်အားရတယ်လို့မရှိဘူးကာရီတာတွေပေါ်ပြင်ဆင်တာရစားနေကျွန်တော်လည်းလိုသေးတယ်ဗျဘာကျွန်တော်ဒီတစ်ဖြတ်ပြီးရင်တော့ကျွန်တော်ခဏလောက်ဘယ်လိုကျွန်တော်တခြားပြင်ဆင်ဦးမယ် အဲ body bind ဆိုင်ရာတွေကျွန်တော်အဲ့လိုမျိုးတခြားပြန် train ပြီးတော့အဲကျွန်တော်အဲ့လိုလုပ်လို့ရှိပါတယ်အဲ့လို character ပေါ်ကျွန်တော် youtube တာတွေပြင်ဆင်တာတွေကျွန်တော်လူသေးတယ်ဒါကျွန်တော်ရဲ့လိုအပ်ချက်တွေပေါ့အဲ့ဒါတွေကျွန်တော်ပြန်သုံးတတ်တယ်အဲကျွန်တော်စကားတိုင်းကျွန်တော်ပြန်ကြည့်တယ်ဘာတွေလိုလဲဟိုအဲ့လိုမျိုးပြန်ကြည့်ပြီးတော့ကျွန်တော်ကိုယ့်ကိုယ်တော့ပြန်ပြီးတော့ပြင်ဆင်ရမယ်လို့ထင်ပါတယ်နည်းနည်းတော့အချိန်ကြာကြီးတော့မဟုတ်ပါဘူးဟိုနောက်မှဒီဓာကြီးပဲပြည်လာဟို change ချက်မလုပ်ခင်းနဲ့ခဏခဏ ဲ့လိုဆိုပိတ်သက်ကလည်းကိုယ်ကိုကြာလာလို့ရှိရင်အမြင်ရိုးလာတယ်ဘူးအဲအကြောင်းမလို့ဟိုကျွန်တော်ငကိုရောဘော်ရီကိုပြန်ရအောင် train ဘော်ရီဘန်းဆိုင်ရအောင်အဲ့လိုမျိုးအဓိကဒီကိုယ့်ရဲ့ပုံစံရုပ်ရည်အစအောင်ကျွန်တော်တက်တက်ရဲ့အဲ့လိုမျိုးပေါ့နော်ဒီလာပြန်ကူးဆိုင်ပဲပေါ့များပါဟုတ်ပါအဲ့တော့အမှန်တမ်းပြင်လင်းပြောရင်အဲ့ဒီကျွန်တော် body transform ဖြစ်တော့အချိန်ကိုကျွန်တော်တော်တော်သဘောကျတယ်အဲ့အချိန်မှာကျွန်တော်ကစိတ်ကကလေးစိတ်ပဲရှိနေတာလေအခုလိုလေဟိုဘယ်လိုပြောမလဲနည်းနည်းဘယ်လိုပြောမလဲစိတ်ကဟိုလူကြီးစိတ်မဝင်သေးဘူးအဲ့တော့ဆိုတော့ အဲ့လိုမျိုးပြောင်းပြန် train လို့တော့ကျွန်တော်ကိုယ်ကိုစိန်ခေါ်လာတယ်ပေါ့။ပေါ့လိုက်နှက်ကွင်းရှိလာကြတာ။တန်ရှိတစ်ခုထွက်လာဟုတ်လို့။ဟာလေ။မင်းလည်းငါလိုပဲ။ပြရသေးလာတော့လာမှာ။ပေါ့လိုက်နဲ့ပတ်သက်ရင်တော့မတ်ထရတော့အများကြီးပါတယ်။ပေါ့လိုက်နဲ့ပတ်သက်ရင်တော့တော်တော်များပါတယ်။ဇလားစကားထွက်တဲ့အချိန်မှာရောရိုက်နေတဲ့အချိန်မှာရောအဲ့လိုမျိုးမတ်တရတွေတော့အများကြီးပါပဲ။ပေါ့လိုက်ရတော့ ကျွန်တော်တကားမှမလုပ်ဘူးတဲ့ကာရီတာပေါ့နော်အဲ့တော့မှကျွန်တော်လှုပ်လိုက်ရတဲ့အတွက်အာကျွန်တော်ကျင်းနေတယ်ပေါ့နော်အာပရိသတ်ကဟိုဘယ်လိုပြောမလဲသူတို့အမြင်ပေါ်အဲကောင်းသည်ဖြစ်သည်ဆိုးသည်ဖြစ်သည်ကျွန်တော်ကတော့အဲ့လိုကာရီတာမျိုးလောက်ကလာကျွန်တော်ကြိုက်တယ်ဒါကျွန်တော်တဲ့ဒါလည်းစင်ကာပူတစ်ခုပါပဲဟုတ်ဒါမှမဟုတ်အဲ့လိုမျိုးကိုယ်နည်းနည်းလေးပေါ့ကိုယ်ထက်သွားနေတဲ့ကာရီတာမျိုးတွေအဲ့လိုမျိုးတွေပေါ့နော်အဲ လက်ခံဖြစ်တယ်ပေါ့နော်ဟိုတချို့ဟာအရန်ထက်နေတာကြတော့လေပိတ်သက်ကကြည့်လို့ရှင်ယူသွားမှဆိုလို့လေအဲ့လိုမျိုးကြီးလည်းကျွန်တော်လုပ်ဖြစ်တယ်ဘယ်လိုမျိုးကြီးယူချက်တာတော့မဟုတ်ဘူးပေါ့ပိတ်သက်ကအခုအမြင်ယူသွားမှဆိုလို့ပေါ့ဒါခါကျအဲ့လိုကာရိုက်တာစစမ်းလေးလုပ်ကြည့်ချင်တယ်ပေါ့အဓိကတော့ညီပါနဲ့အသားသမီးဆက်ပေါ့အဲ့အဲ့ကံလည်းကျွန်တော်အရန်ရိုက်ချင်တယ်ပေါ့အဲ့ဒါလည်းမြင်မြိုက်ကအဲ့အဲ့ဇာတ်လေးတစ်ခုပေါ့ကျွန်တော်ရဲ့လားအိမ်မက်ပေါ့ဟုတ်ကျွန်တော်ရဲ့ရပါတော့ ီကားမှာတော့ဟိုကန်ယူအေးလေးပေါ့အဲ့ဒါပေါ့အငိမ်လေးပေါ့နော်အဲအဲ့လိုမျိုးလေးပေါ့ပြောဘယ်လိုပြောမလဲချစ်ချင်းမြတ်တာကိုပေါ်ပြတဲ့နေရာနေပြီးတော့ဟုတ်အမ်ဒီကားထဲမှာဆိုတော့ဟိုချစ်သူတူဦးနဲ့တူအဲ့လိုမျိုးဟိုဘယ်လိုပြောတစ္ဆာရှိရှိနဲ့အဲ့လိုမျိုးကိုချစ်တဲ့သူကိုပဲဥတည်ပြီးတော့ရွေးချယ်သွားတာမျိုးအဲ့လိုမျိုးတွေ့ရမှာ။အဲပိတ်သိရင်လည်းတော့လေဒါလေးကြည့်ပြီးတော့လေဟို တချို့ relationship တွေဆိုလို့ရှိရင်တတိရှိရှိနဲ့ဟိုရှစ်ဆက်ပြီးတော့ရင်ဆိုင်နိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်ဟုတ်စစ်စာတွေကတော့လက်ခံထားပါပဲဒါဒါပေမဲ့ဟိုကိုကိုတိုင်းကလည်းဟိုကောင်းတာလို့ရှိရင်ကိုကိုတိုင်းလည်းကောင်းအောင်နေမှာရတာလीဟိုကိုကတစ္ဆာမရှိဘူးဟိုမှာဖြစ်ပြန်တော့ကောင်းတဲ့ရာကိုဘတစ္ဆာရှိတဲ့ရာတော့မရပါဘူးပြည့်စက်ကြီးအားလုံးကိုချစ်ပါတယ်လို့ဟိုကျွန်တော်ဒီပေါ့နော်အခုဟိုတောင်းတအပ်ကစားရမှာလဲ အဲကာရီတာတစ်ခုနဲ့ပေါင်းထားပါတယ်အားပေးကြပါဦးလို့အားလုံးကျေးဇူးတင်ပါတယ်လို့